အဲကျွန်မကတော့မဖြစ်ဖြစ်အောင် လုပ်ရမယ်လို့ယူဆပါတယ်။အဲဘာဖြစ်လို့လဲဆိုလို့ရှိရင် UEC ကတော့လေဒီမြို့မြို့နယ်ပေါင်း330ရှိတဲ့နေရာမှာ268မြို့နယ်လုပ်မယ်လို့ပြောထားတယ်ဆိုတော့ဟိုကြံတာတော့63မြို့နယ်ကြံ။ဆိုလို့ရှိရင်268မြို့နယ်မှာတကယ်လုပ်နိုင်လာရင်အဲကျွန်မတို့ကဒါကျွန်မတို့ဒီနိုင်ငံရေးအကြက်တဲဖြစ်ပေါ်နေတယ်။ထွက်ပေါက်ပေါ့နော်။ထွက်ပေါက်ဖြစ်တယ်။ထွက်ပေါက်ဆိုတာဟိုပါရှင့် အဲ့တော့ဟိုတနိုင်ငံလုံးပြည်သူလူထုအပါဝင်တနိုင်ငံလုံးရဲ့ထွက်ပေါက်ဖြစ်ပါရှင်။အဲ့ထွက်ပေါက်ဖြစ်တော့အဲကျွန်တော်တို့ကတကယ်ကိုလုတ်တက်ပါလေ269ရက်နေပေါ့နော်ဒီချက်ပို့လုံနိုင်တယ်ပို့ကောင်းပါရှင်။အဲပြီးလို့ရှိရင်တော့နီးလန်းရှိတာကတော့ဒီကျွန်တော်တို့2008ဖွဲ့စည်းပုံအခြေခံဥပဒေရဆိုရင်269မြို့နယ်လုတ်လဲ အဲကျမတို့ကဒါလွတ်တော်ထမြောက်တယ်ပေါ့နော်အဲလွတ်တော်ထမြောက်ပြီးအစိုးရတွေဘာတွေဖွဲ့ပြီးသွားရင်လည်းကျမတို့ကျန်တဲ့63မြို့နယ်မှာအေးချမ်းလာတဲ့မြို့နယ်ကိုဆက်ပြောမှရွေးကောက်ပွဲဆက်လုပ်လို့ရမှာပေါ့နော်အဲ့ဒါဆိုတော့ဒီလမ်းကတော့ကျမတို့သွားတက်ပါတယ်ဒါပြည်သူလူထုတရက်လုံးကလိုလားတောင်းတနေတာပေါ့နော်ဒါဟိုဒီမိုကရေစီလမ်းကြောင်းကိုသွားခြင်းလည်းပြီးလို့ရှိရင်ရွေးကောက်ခံအစိုးရဖြစ်ခြင်းလည်းရွေးကောက်ခံအစိုးရဖြစ်လာတဲ့အချိန်တိုင်းလွတ်တော်ပေါ်လာမယ်ပြီးပါဝါကြီးဟိုပေါ့အာဏာကြီးတုံးရပေါ့နော်အဲခွဲခြားပြီးကျင့်သုံးမယ်အဲဆိုတော့ပြည်သူအတန်လည်း ပြည်သူရဲ့အခမ်းအနားကပုံမြင့်လာတာပေါ့နော်အဲ့ဒါဆိုတော့လုံတက်မှာလေဆိုတော့ဟိုမျိုးရှိရပါတော့ပြည်တွင်းမှာကြတော့နိုင်ငံရေးချက်တယ်ပြီးနိုင်ငံတကာရဲ့ဖိအားပေါ့နောက်တစ်ခုကဆိုလို့ရှိရင်ကျွန်မရွေးကောက်ပွဲပြီးသွားရင်တော့နံပါတ်1နိုင်ငံတကာဖိအားတွေရောချသွားတယ်ပြီးလို့ရှိရင်လည်းကျွန်တော်တို့ပြည်တွင်းမှာလည်းနိုင်ငံရေးရသဘောထားကွဲလွဲတာတွေကတော်ယုံတန်ယုံ ဟိုရင်ကြားစီသွားမယ်ပေါ့နော်ရင်ကြားစီသွားပြီးတော့မှဒီအလုံးစုံဟိုပါပေါ့အလုံးစုံဖြည့်ရှင်းပြီးသားဖြစ်တာမဟုတ်မဟုတ်ရင်တောင်မှကျွန်တော်တို့ကတော်တော်လေးပြည်လဲသွားပြီးတော့လေချိဆက်ရတာပို့ပြီးတော့မှအဆင်ပြေသွားမယ်လို့မြင်ပါတယ်ရှင်တချို့တော့အားလုံးပါလို့ဆိုရပါတော့ရောက်ကွယ်ဟုတ်ကဲ့ဟုတ်ကဲ့ဖြူရောညီရောအစိမ်းရောအကုန်ပေါ့နော်အဲ့တော့အခုရောက်ကွယ်ကြတော့တကယ်အင်အားကြီးတဲ့ NLD ပါတီကတော့မပေါ့ဘူးလေ။နောက်ရှိပါသေးတယ်။ SNLD တို့ AMB တို့ပေါ့နော်။အဲ့လိုဟာတွေမပါဘဲနဲ့ ဒီယောဂကိုဖျက်ဆီးတဲ့အားမျိုးမှာကျွန်တော် free and fair ဖြစ်မယ်လို့ထင်တာဘယ်လိုနားလဲပါသလဲ။ဟုတ်ပါရှင့်ဟို free and fair ဖြစ်ခြင်းမဖြစ်ခြင်းဟာဒီဒီရွေးကောက်ပွဲဥပဒေအရဥပဒေနဲ့အညီဆောင်ရွက်ရင်ဒါ free and fair ဖြစ်ဖြစ်တာပေါ့နော်ဖြစ်တာပေါ့။အဲသို့တော်လည်းခုန အဲဘသူပါလဲမပါလဲကြတော့ဒါ inclusivity နဲ့ဆိုင်တာပေါ့နော်အားလုံးပါဝင်လားမပါဝင်လားအဲ့ဒါကတော့ဟိုပေါ့အဲကျမတို့ကျမတို့ပါတီဆိုရင်ဒါဥပမာပြောပြပေါ့နော်ကျမတို့ပါတီဆို2019ရောကမှစတည်ထောင်တာကအခုဆို6နှစ်6နှစ်ထဲပဲဝင်နေတယ်ပေါ့နော်အဲအဲ့လိုမျိုးပါတီလိုမျိုးတောင်မှကျမတို့ကအဲဒီလိုပေါ့2023ခုနှစ်ဟိုပါပေါ့ရှင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအစ်စ်ထွက်လာတဲ့အချိန်မှာကျွန်တော်တို့ကသုံးလအတွင်းအမြန်ပြန်ပြီးတော့မှမှတ်ပုံတင်နိုင်တာပေါ့နော်မှတ်ပုံတင်ပြီးနောက်ပိုင်းမှာတော့အဲရုံးနေပြည့်အောင်ဆောင်ရွက်ရတယ်အဲပြီးလို့ရှိရင်ကျွန်တော်တို့ဒီဒီပါတီဝင်တွေပြည့်မြအောင်ဆောင်ရွက်ရတယ်ဒါတွေလောက်တာပေါ့နော်ဒါကျွန်တော်တို့လိုပါတီလိုမျိုးတောင်လုပ်နိုင်တာပေါ့နော်ဆိုလို့ရှိရင် SNLD မပါတာတော့လေအဲကျွန်မထင်တာတော့ဒီပြီးခဲ့တဲ့မေလ9ရက်နေ့ကဒီ2025ရွေးကောက်ပွဲဝင်မဲ့ပါတီတွေကို မေလ9ရက်နေ့နောက်ဆုံးထားပြီးမှတ်ပုံတင်ကြပါဆိုတဲ့အချိန်မှာ SNL ကလည်းအစည်းအဝေးခေါ်တယ်လို့ကြားပါတယ် အစည်းအဝေးခေါ်ပြီးတော့မှသူတို့ကာယကံရှင်တွေကိုယ်တိုင်ကိုကဒီရွေးကောက်ပွဲကိုဝင်ဖို့မဝင်ဖို့ဆုံးဖြတ်တာပေါ့နော်ဒါဒါကာယကံရှင်တွေရဲ့သဘောထားဖြစ်ပါလေရှင်အဲ့ဒါကတော့ SNLD ကိစ္စပေါ့နော် NLD လို့ပြောလို့ရှင်ကြတော့ NLD လို့ပြောလို့ရှင်နှစ်ပိုင်းစဉ်းစားရမှာကျမတို့ကလေဆိုလို့ရှင်ဟိုဒီလက်နက်ကင်လန်းစင်ကိုပြပောက်ထွက်သွားကြပြီလက်နက်ကင်လန်းစင်နဲ့တွားခဲ့တဲ့ဟာလူနည်းစုဖြစ်ပါတယ်တကယ်တော့လေလူနည်းစုဖြစ်တယ်နောက်ဒီမြန်မာပြည်ထဲမှာကြံနေတဲ့ အဲဒီဒီအတင်းအတင်းတော့ဒီ NLD ပါတီပါတီထောက်ခံသူပါတီဝင်တွေပေါ့အဲသူတို့တွေလည်းရှိတယ်ပေါ့နော်ရှိတဲ့အခါကျတော့နော်သူတို့တွေကလည်းဒီလိုပေါ့ဘာဖြစ်လို့ဟိုပါပေါ့ပါတီကိုမှတ်ပုံပြန်မတင်ခဲ့တာလဲပေါ့နော်အဲ့ဒါလဲဒါကာယကံရှင်နေတဦးချင်းစီရဲ့စ조사အထောက်မှုနဲ့လည်းဆိုင်တာပေါ့နော်နံပါတ်1အဲနံပါတ်2ကကျတော့အဲတကယ်လို့သူတို့ကပါတီမထောင်တိတန်အောင်တော့မှာဒီလိုမျိုးလူတွေကနိုင်ငံရေးလမ်းစဉ်ကို 嘛，说孝敬嘞，男男生嗯，能养得孝顺，能成嘛，方温馨的嘞，所以。 ဟိုတခြားပါတီတွေမှာရွေးချယ်ပြီးဝင်လို့ရတယ်ပေါ့နော်ဆိုလို့ရှိရင်ကျွန်တော်တို့ပါတီအနေနဲ့လည်းအဲဘသူပဲလာလာကျမတို့ဖိတ်ခေါ်ပါလေကျမတို့ပါတီနေနဲ့လည်းဖိတ်ခေါ်ပါလေဖိတ်ခေါ်ပြီးတော့မှဒါကျမလည်း NLD ကလာတဲ့သူဆိုတော့လေဒီနေ့ဆိုပြန်တွေ့တာဆိုကျမတို့ဦးအောင်စိုးတို့အဲဒေါ်ဆန္နာမင်းတို့ပြန်တွေ့တယ်ပေါ့နော်ပြန်တွေ့တော့တကယ်ကိုဟိုရင်းရင်းနှီးနှီးလိုက်လိုက်လည်းလည်းပဲတယောက်နဲ့တယောက်ရှိကြပါလေဆိုတော့ကျမအနေနဲ့ဖိတ်ခေါ်ပါလေအဲဒီနိုင်ငံရေးနိုင်ငံတိဆောက်ရေးမှာပါဝင်ခြင်းသေးတယ်ဆိုလို့ရှိရင် အဲဒီ energy မှမဟုတ်ဘူးအဲကျွန်တော်ကျွန်တော်တို့လိုပါတီမျိုးလဲပူပေါင်းဆောင်ရွက်လို့ရပါဘူး။အဆုံးမျိုးတော့အာဆီယံပါပဲနိုင်ငံတကာကပြောတာပါ။ယောဂဝဲယောဂဝဲအရေးကြီးတယ်။ဒါပေမဲ့ယောဂဝဲပစားခဲ့မှာပြင်းမှာဖြစ်တဲ့အကျက်လေးတွေအကျက်ဖက်မှုတွေရစပွဲတွေရပြောတယ်။အဲ့ဒါကိုလက်တွေ့ကြရင်ဘယ်လိုပြန်မလဲ။ပူပေါင်းစစ်ပွဲအရင်ရဆိုတာလေစစ်ပွဲဆိုတာတစ်ဖက်တည်းတိုက်လို့မရဘူးနော်။အခုချိန်ဆိုကျွန်မက ကျမတော့ဟိုတကယ်တိုက်ပွဲနေရာနေတော့ကျမမရောက်ဖို့ပဲတရင်နေမှာအကုန်ကြည့်လိုက်လို့ရှိရင်တက်မတော်ကစတိုက်တာမရှိဘူးတက်မတော်ကတိုက်ခံရတာပဲရှိတယ်အမှတက်စခန်းနေတိုက်ခံရတယ်တက်စခန်းနေတိုက်ခံရတယ်ဆိုတာအဲ့ဒါကြတော့ဟိုပေါ့နော်ဒီကလက်နဲ့ကင်လမ်းစဉ်ကိုရှောက်လန်းကြတဲ့သူတွေပေါ်မှာလည်းဟိုတိဆိုလို့ရှိရင်အစိုးရကပဲတစ်ဖက်သက်ပေါ့နော်ဒီလိုပြောလို့မရဘူး ဆိုလို့ရှိရင်ဟိုလာတိုက်တဲ့လူရှိရင်တော့ခုခံရမှာပေါ့လေညာအဲ့လိုမျိုးလေးတွေတော့ရှိတယ်ပေါ့ပြီးလို့ရှိရင်လည်းခုကနည်းနည်းတဆင့်ပေါ့အရင်တော့တက်ကြော်လာတာပါလဲဆိုမြို့သိမ်းတိုက်ပွဲတွေပါဖြစ်တယ်ဆိုတော့ဒါတက်မရောဆိုတဲ့ဟာဘယ်နိုင်ငံမဆိုပေါ့နော်ဘယ်ဘယ်နိုင်ငံမဆိုတက်မရောဆိုတာနိုင်ငံတစ်ခုရဲ့အချုပ်အခြာအနာကိုကာကွယ်စောင့်ရှောက်ရတဲ့အဖွဲ့အစည်းဖြစ်တဲ့အတွက်အဲဒီဒီနိုင်ငံတော်ရဲ့ နိုင်ငံတော်လက်ထက်ကနေလူယူသွားတဲ့ဒီမြို့တွေရွာတွေကိုလည်းပြန်ယူဖို့သူတို့မှာတာဝန်ရှိပါတယ်ရှင်။နောက်တစ်ခုကကြတော့နောက်ဒီအစိုးရလည်းအများအားနေမှာမဟုတ်ဘူးလေ။ဒါတက်မတော့အစိုးရဆိုတော့လည်းအများအားနေမှာမဟုတ်။အခုတောင်မှရွေးကောက်ပွဲလုပ်မယ်။ရွေးကောက်ပွဲလုပ်ပြီးရင်လည်းရွေးကောက်ခံအစိုးရတက်လာ ပေါ့နော်အဲ့လိုမျိုးအချိန်ဆိုတဲ့ခါကျကျမတို့အစိုးရနဲ့နိုင်ငံတော်ဆိုတာခွဲခြားပြီးမြင်မှုလို့လားပေါ့နော်အစိုးရဆိုတာတက်တန်းကအကန့်အသတ်ပဲရှိတယ်နိုင်ငံတော်ဆိုတာတော့ကျမတို့မြန်မာနိုင်ငံကြီးကမ္ဘာမြေကြီးတည်ရှိသူတွေမြန်မာနိုင်ငံတည်ရှိသူတွေနိုင်ငံတော်ဆိုတာရှိနေမှာဆိုတဲ့ခါကျတော့အဲ့လိုမျိုးဟိုလက်နက်ကင်လန်းစင်နဲ့လက်နက်အားကိုးနဲ့ဟိုမြို့တွေရွာတွေတိမ့်ပိုက်တယ်ဆိုတာကမှားယွင်းတဲ့နီလန်းလို့ကျမပြောချင်ပါရှင့် မာရွေးတဲ့လမ်းစဉ်ဖြစ်တယ်ဒါတော့ပြန်ပြီးတော့မှပြန်တက်မှတ်ဖို့ကတော့လိုတာပေါ့နော်အလိုတဲ့အခါကျတော့ဒါတွေဝဲစောင့်နေရင်တော့ကျွန်မထင်တာမရနိုင်ပါဘူးဒါတွေစောင့်နေလို့မရဘူးကျွန်မတို့ကရွေးကောက်ပွဲလုပ်တဲ့အချိန်တန်ပြီးရွေးကောက်ပွဲလုပ်တဲ့လည်းလုပ်ရမယ်အဖြစ်အောင်လုပ်ရမယ်ပြီးလို့ရှိရင်ပြည်လဲတဲ့လောက်လည်းပြည်လဲသွားမယ်ကြံခဲ့တဲ့ပြဿနာတွေကိုလည်းနောက်တက်လာမဲ့အစိုးရဖြည့်ဆက်လက်ပြီးတော့မှဖြည့်ရှင်းရမှာဖြစ်ပါလိမ့်ရှင်ဟုတ်ကဲ့။ဆိုင်ဒီမဒီငိမ့်တဲ့အချိန်မှာကျွန်တော်တို့ရွေးကောက်ပွဲဝင်မဲ့ကိုယ်စားလှယ်တွေနဲ့ချင်းချောင်းမှုတွေကကျွန်တော် ကြုံရမှာပဲလေဒါဒီ challenge ကြီးမျိုးဘယ်လိုတော်ဖြတ်ကြမလဲလုံုံရေးအတွက်ဘယ်သူကတောင်းယူပေးပါအော်ဟိုပါပေါ့နော်လုံကြုံရေးကတော့နှစ်ပိုင်းရှိရပါပေါ့နော်နံပါတ်၁ပိုင်းကတော့ဒီဒီမဲယုံနေလုံကြုံရေးတို့ထားပါတော့နော်အာဒါမျိုးတွေကတော့အပြီးလို့ရှိရင်ရက်ရွာအေဂျင့်တာယာရေးရက်ရွာတွေလုံကြုံရေးဒါကတော့ဟိုလုံကြုံရေးတက်မတော်အပါဝင်ပေါ့နော်လုံကြုံရေးဖွဲ့စည်းတဲ့ဆောင်ရွက်ရမှာဖြစ်ပါရှင့်သို့တော်လည်းတယောက်ချင်းစီရဲ့လုံကြုံရေးကတော့ ကျွန်တော်တို့တအူးချင်းစီမှာတာဝန်ရှိတာပေါ့နော်ဘယ်နေရာမသွားတင်ဘူးလဲဘယ်နေရာသွားတင်လဲကိုဟာကိုလုံခြုံအောင်နေဖို့ပေါ့နော်အဲဒီလိုလေးတော့တာဝန်ရှိပါတယ်ချစ်ဟုတ်ကဲ့မဲဆိုရဇီယုံနေတဲ့နေရာမှာကျွန်တော်တို့ profile နေနဲ့ဒီဝင်လောရမှာဒီခုချိန်မှာလောက်ကြံမှုတွေကမျိုးစုံရှိလို့ဒီအတွက်ဒီရောစိုးရိမ်မှုနေရှိတယ် အရှိပါတယ်ရှင့်ရှိကြပါတယ်ရှင့်အဲကြတော့ကျမတို့ကဘာကိုအဓိကသုံးရမလဲဆိုရင် digital ဟိုပေါ့ campaign ပေါ့နော်ဆိုလို့ရှိရင် online နဲ့ပြည်သူလူထုဟိုစီကိုရောက်ဖို့ပေါ့သတင်းစကားတွေပေါ့နော်ပါတီပဲဖြစ်ဖြစ်လူတူချင်းစီပဲဖြစ်ဖြစ်ပြောချင်တဲ့သတင်းစကားတွေပြည်သူလူထုရောက်ဖို့ဆိုရင်ကျမတို့ social media သုံးရမယ်အဲဒီလို conventional media တွေသုံးရမယ် media တွေသုံးခြင်းအပြင်ကျမတို့ digital နီးလန်းနဲ့ပေါ့နော်ဒီဟိုရွေးကောက်ပွဲအောင်နိုင်ရေးတွေဆောင်ရွက်လို့ရမှာရှင့်အဲဒီလိုပဲဆောင်ရွက်ကြရမှာပေါ့နော် ရင်တော့လည်း2020ကလည်းကျွန်တော်တို့ကကိုဗစ်ဖြစ်ခဲ့တယ်လေကိုဗစ်ဖြစ်ခဲ့တော့ဟိုဟာ social distancing နဲ့ lockdown တွေချတယ်ဘဲမှအပြင်မထွက်ရတော့တဲ့အချိန်တော့ကလည်းဒီလိုပဲ online နဲ့အဲမဲဆွဲစီယုံတာတွေလောက်ခဲ့ရတယ်ဆိုတော့အခုချိန်မှာလဲလုံခြုံရေးရလို့ပြောရင်လဲ online ပဲပို့သုံးရမှာဖြစ်ပါတယ်ရှင် ။နော်အဲ့ဒါကြောင့်မလို့အဲ့ဒါကြောင့်မလို့ကျမကရွေးကောက်ပွဲစနစ်လို့ပြောရင်တော့ PR ကိုကျမတို့ကပူအားပေးပါတယ်။ကျမတို့ပါတီအနေနဲ့တော့ PR လို့ပြောလို့ရှိရင် PR close list လို့ပြောလို့ရှိရင်ဒါအချိုးကျကိုစားပြူတာပေါ့နော်။ကိုစားပြူတယ်။နောက်ပါတီဝဲမဲပေးပြီးတော့မှဒီကိုစလဲလောင်းစင်းနေယူတော့ရွေးကောက်ပွဲကော်မရှင်ကိုအဲကျမတို့ပေးထားပြီးပြည်သူလူထုအတိမပေးထားဘူးပေါ့နော်အဲ့ဒါဆိုရင်တော့လူလူတိုင်းကလုံလုံခြုံခြုံနဲ့အဆင်ပြေမှာဖြစ်ပါလိမ့်ရှင့်အခုကျမတို့ပါတီနေနဲ့လည်းအဲ့ဒါလေးတွေရှိပါတယ်ဟိုကန်ဒီဒိတ်တွေရဲ့ တကယ်အဓိကစိုးရိမ်ချက်ကတော့သူသူတို့ရဲ့လုံခြုံရေးဖြစ်ပါတယ်ရှင်။တော့တခါလေကြာရင်လည်းသူတို့ကိုယ်တိုင်ကစိတ်အားထက်သန်နေပေမဲ့လည်းမိသားစုကတိတ်စိုးရိမ်နေတဲ့အချိန်မိသားစုကသဘောမတူတဲ့အချိန်မှာဒီနိုင်ငံရေးဖြစ်စဉ်ကြီးမှာပါဝင်ဖို့ဟာပေါ့နော်ဒီတွန့်ဆုတ်နေတာမျိုးပေါ့လေဒါမျိုးလည်းတွေ့ကြုံရပါတယ်ရှင်။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်။ကျေးဇူးပါ